မင်္ဂလာပါဒီကနေ့အောက်တိုဘာ10ရက်နေ့ဟာဆရာနာသိမ်းမှု1913ရက်မြောက်ဖြစ်ပါတယ်ဒီအပတ်မှာလည်းသတင်းအကျဉ်းတွေကိုတင်ပြနိုင်ဖို့စုစည်းထားပါတယ်ပထမအဦးဆုံးကချင်သတင်းအကျဉ်းကိုတင်ပြခြင်းပါတယ်ကချင်သတင်းကိုတင်ပြရမယ်ဆိုရင်ဗမော်ဝိုင်းမော်နဲ့ဖားကန်ဘတ်ကအခြေအနေတွေကိုဦးစားပေးပြောရဖို့ရှိပါတယ်ဒါကတော့ဗမော်ပါဗမော်မှာတော့စစ်ကောမရှင်တပ်ရဲ့စစ်သည်မော်အစင်း20ဝင်းကျင်ရောက်လာတဲ့ဩဂတ်စ်လနောက်ပိုင်း KIA ဘက်ကတပ်စခန်းတချို့ကိုပြန်ပြီးလက်လွတ်ခဲ့ရပါတယ် ဒါပေမဲ့တိုက်ပွဲတွေဆက်လက်ပြင်းထန်ခဲ့ပြီးစက်တင်ဘာနဲ့အောက်တိုဘာလတွေမှာတော့စစ်တပ်ရဲ့ရှေ့တန်းကာကင်းစခန်း၅ခုထပ်မံနေကို KIA ဘက်ကပြန်ပြီးတော့သိမ်းပိုက်နိုင်ခဲ့ပါတယ်။စက်တင်ဘာ29ရက်မှာတော့ကာကင်းတခု အောက်တိုဘာ၈ရက်နေ့မှာခလာရ49ရဲ့ရှေ့တန်းစခန်းတခုနဲ့အောက်တိုဘာ9ရက်နေ့မှာတော့မိုးမောက်ဘက်အထက်နှစ်မိုင်နဲ့သုံးမိုင်ဝန်းကျင်မှာရှိတဲ့ကာကင်း၃ခုကိုရရှိခဲ့ကြောင်း KIA ဘက်ကအတည်ပြုပါတယ်။ စစ်တပ်ဘက်ကအသာစီရနေပြီလို့မကြခဏဝါရားဖြန့်လေရှိပေမဲ့မြေပြင်မှာတော့တပ်စခန်းတွေပြန်ပေးနေရတဲ့ဗမော်တိုက်ပွဲဟာစက်တလကျော်ကြာမြင့်လာခဲ့ပြီးမြေပြင်ထိုးစစ်တွေအပြင်လေကြောင်း drone နဲ့တိုက်ပွဲတွေပြင်းထန်နေတုန်းဖြစ်ပါတယ်။အခုတော့ဝိုင်းမော်ဘက်ကိုသွားရအောင်ပါ။ဒီဝိုင်းမော်ဘက်မှာတော့စစ်တပ်ဟာကချင်လွတ်လပ်ရေးတပ်မတော် KYA ထိန်းချုပ်ထားတဲ့ဒီလမ်းမြန်ကြီးရွာဘက်ကို၂ရက်၃ရက်ဆိုသလိုမကြာခဏထိုးစစ်ဆင်နေတယ်လို့ KYA ဘက်ကပြောပါတယ်။ ဒါကြောင့်ပဲတိုက်ပွဲနဲ့လေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ရှိနေသလိုအောက်တိုဘာ၈ရက်နေ့မှာတော့စစ်တပ်ကသိမ်းပိုက်ထားပြီးဝိုင်းမော်ကနေ10မိနစ်လောက်ပါဝေးတဲ့ဒီလမ်းမြန်ရွာကို KIA ပူးပေါင်းတပ်တွေကပြန်ပြီးတော့ထိန်းချုပ်ခဲ့ပါတယ်။ဝိုင်းမော်ကမ်ပိုက်တီလမ်းကြောင်းကို ထိုးဖောက်နိုင်ဖို့အတွက်စစ်တပ်ကဒီခလာယ58မှာအခြေပြုပြီးတော့ပြည်သူစစ်တွေအကူအညီနဲ့စစ်ကြောင်းထိုးနေတာလို့လေးလာသူတွေကပြောကြပါဗျ။အခုတော့ဖားကန်ဘက်ကိုသွားရအောင်ပါ။ ဖောင်ကန်ဘက်မှာလည်းစစ်ရေးသင်းမာနေရာကနေအောက်တိုဘာလဒုတိယဘက်မှာတော့မလန်းကျေးရွာဘက်ကိုလေကြောင်းဘုံကျဲပြီးတော့စစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲတွေပြန်ဖြစ်နေပါဗါးဖောင်ကန်မြို့နယ်တဲကိုအင်အားယာကြီးပိုင်းအထိတက်ကူပို့ထားနိုင်တဲ့စစ်တပ်ဟာဆိုင်းတောင်ရွာကိုထိတ်ချုပ်ခြင်းလို့စစ်ကြောင်းထိုးတာဆိုပြီးဒေသခံတွေကယူဆနေကြပါတယ်ဒါအပြင်လေကြောင်းဘုံကျဲတာကြောင့်လူနေအိမ်တွေလည်းပျက်စီးခဲ့ရပါတယ်စစ်ကော်မရှင်စစ်ကြောင်းတွေဟာဖောင်ကန်ဘျူဟာ ်လဲပြင်းမိုင်းချက်ဒီမှော်ဝမ်းလေးမှော်ဝမ်းကြီးမောင်မောင်လျံအမိုက်ပုံမှော်တောင်စမ်းကြွယ်နဲ့ယူမာချေးရွာတွေမှာဆက်ပြီးတော့ရှိနေတယ်လို့သိရပါတယ်အခုတော့ရခိုင်ဘက်ကိုသွားရအောင်ပါရခိုင်ဘက်ကသတင်းတွေကိုပြောရမယ်ဆိုရင်မကွေးပကိုးနဲ့ ARR တို့နဲ့ထိစပ်နေတဲ့ယူလန်းနေပေါ်ကတိုက်ပွဲတွေအကြောင်းကိုတင်ပြရဖို့ရှိပါတယ်အာရခတ်တော် AA နဲ့ပူပေါင်းတက်တွေနဲ့စစ်ကော်မရှင်တက်တို့ဟာ အမ်းမျိုးနယ်နဲ့ထိစပ်နေတဲ့မကွေးတိုင်းငဖဲမျိုးနယ်တွေကနေရီကန်ဘျူဟာဝင်းကျင်မှာတိုက်ပွဲတွေဆက်ဖြစ်နေတာပါနောက်ဆုံးသတင်းတွေအရတော့အော်တိုဘာလ9ရက်နေ့မနက်ပိုင်းမှာဇင်းပြုံးကနေ တစင်အင်အားအပြည့်ပါတဲ့စစ်ကားအကြီးတစီနေရီကန်ဘက်ကိုထွက်ခွာသွားခဲ့ပါတယ်အဲ့ဒီနေ့လယ်ပိုင်းမှာတော့ crane ကနေဟောင်းဝစာတလက်ကိုတည်ပြီးဗရန်ဘက်ကိုပြန်ဆင်းလာတဲ့အကြောင်းဒေသခံသတင်းရင်းမြစ်ကပြောပါတယ်တောင်ကုန်းနဲ့ထိစပ်နေတဲ့ဘကိုးတိုင်းဘက်မှာတော့ တောင်ကုတ်ဗရောင်ကားလန်းပေါ်ကညောင်ကျိုးနဲ့ဆင်လန်စခန်းကြားမှာတိုက်ပွဲတွေဖြစ်ပွားနေတာလို့သတင်းရင်းမြစ်တွေကပြောကြပါတယ်။အေအေထိန်းချုပ်ထားတဲ့ညောင်ကျိုးကနေဆင်လန်စခန်းကို၄မိုင်တက်တာ Google Map တိုင်းဆိုရင်၅မိုင်ဝန်းကျင်သာကွာဝေးပြီးဆင်လန်ကနေညောင်ချောက်ကိုဆိုရင်တော့ဒီ၁၀မိုင်နီးပါးကွာဝေးတာဖြစ်ပါတယ်။ဒါအပြင်ညောင်ချောက်ရွာမှာစစ်ကော့မရှင်တပ်ရဲ့ကပ္ပဆ6နဲ့ ကိုတို့သိရှိတာကြောင့်စစ်ကူတွေတောက်လျှောက်ပို့ပြီးလေကြောင်းကားနေပါအပြင်းအထန်ထိုးစစ်ဆင်နေတယ်လို့လေးလာသူတွေကပြောကြပါတယ်ပြီးတော့ဂွားမျိုးနဲ့နဲ့ထိဆက်နေတဲ့ AR တိုင်းဘက်မှာတော့အောက်တိုဘာလဇန်ပိုင်းတုန်းကဂျိုလန်းပေါ်မှာတိုက်ပွဲတွေဖြစ်ခဲ့ပါသေးတယ်။အဲဒီနောက်ပိုင်းငကရေးတောင်နဲ့ဒီအမတ်သ344ကနေပြီးတော့၃ရက်လောက်လက်နက်ကြီးတွေဇက်တိုက်ပစ်ခတ်ခဲ့ပြီးဆက်ဆက်ယူကြီးရွာဝင်းကျင်မှာထိတွေ့မှုရှိခဲ့ပုံရတယ်လို့ဒေသခံကခံမှန်းပြောပါတယ်။ ဒါပေမဲ့စက်တင်ဘာ၈၉နဲ့၁၀ရက်နေ့တွေမှာအတန်တွေပြောင်းငိမ့်နေပြီးလင်းမျက်နှာနဲ့ရေကြီးမျိုးနဲ့အဆက်မှာနေထိုင်သူမရှိသလောက်ဖြစ်ပြီးတော့ဆက်သွယ်ရေးတွေပါခက်ခဲတာကြောင့်အသေးစိတ်ကိုစုံစမ်းနေတုံဖြစ်ပါတယ်။အခုတင်ပြခဲ့တာတွေက DVV ကစူးစီးရရှိသလောက်ပဲဖြစ်ပြီးဒေသခံတွေဒေသအခြေဆိုင်သတင်းဌာနတွေတာဝန်ရှိသူတွေရဲ့ပြောပြချက်နဲ့ထုတ်ပြန်ချက်တွေကိုကိုးကားထားတာဖြစ်ပါတယ်။ နောက်ဆက်သွဲသတင်းတွေကိုတော့ DVV ရဲ့ website facebook နဲ့ youtube channel တွေမှာအချိန်နဲ့တပင်းကြီးပေါ်ပြပေးနေပါတယ်ခင်ဗျာ